ကဲဒီလက်စွပ်လေးကိုကျွန်တော်တို့မဲဖောက်ပြီးတော့มาဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ပေးတာလည်းကိစ္စဒီနေ့ဈေးဝယ်တဲ့ဒီနေ့ဈေးဝယ်တဲ့လူတွေကိုမောင်မားတွေကိုတို့နေ့ရက်နေ့ညဗောနော်အဲမနေ့ပြန်ညကြလို့ရှိရင်မဲဖောက်မယ်ဒီနေ့ဈေးဝယ်တဲ့လူအားလုံးစင်ရင်စုလာမယ်100ဘိုးဝယ်200ဘိုးဝယ်ဘလောက်ဘိုးဝယ်ဗောနော်ဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဘိုးတွေကောင်းနေမှာပေါ့ ဒါလေးကျွန်တော်တို့ဂရိပေးထားတာတချို့ကကြတော့အမင်းတို့ပေါင်းလေးဟိုမဲကြတော့ဖောက်ပြီးတယ်ဟိုငလင်ကြတော့မလူလားလို့မပြောပါနဲ့နော်လူထားပါတယ်ပြီးတဲ့အခါကမန္တလေးကို၁၀သိန်းညတော့ကအညီလေးပုတုကို၁၀သိန်းတိတ်၂၀ရှိပါပြီနောက်လည်းထပ်လူဦးမှာနော်နောက်လည်းကျွန်တော်တို့ရလို့ရှိရင်ရတယ်လို့ထပ်လူဦးမှာပြောပြလာတယ်ဟုတ်ပါရဲ့ဒါလေးကတော့မလို့ရှိမှာဈေးဝယ်ပြီးတော့ပေါ့နော်အားပေးတဲ့ညီကိုမောင်နှမတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဟိုမို့လို့ဒီအခါရဲရောက်တိုင်းအမြဲတမ်းဖောက်ပြီးမနေ့ကတော့ဂီတာလေးမနေ့ကဂီတာလေးဒီနေ့ကတော့ဒီရွှေလက်စွပ်ကကျွန်တော်တို့ဘလောက်လဲဆိုတော့8000နဲ့400ဆိုလို့8000နဲ့900ပေါ့450ဆို900ပဲဒါဆိုလို့ရှိရင်မြန်မာငွေနဲ့ဆို12သိန်းလောက်ရှိတယ်เนาะ12သိန်းလောက်ရှိတယ်ဒါလေးကိုကျွန်တော်တို့ဒီနေ့ဈေးလာဝယ်တဲ့လူတွေကိုမဲဖောက်ပေးมาဖြစ်ပါတယ်ပေါ့เนาะအမမိုးရဲ့လက်စွပ်လေးပါဒါကျွန်တော်တို့အားပေးတဲ့ညီကိုမောင်နှမတွေကျေးဇူးတုတ်ပြန်တယ်ဘယ်သူပေါ့မသိလက်စွပ်လေးရတာမိုးလက်စွပ်လေး ျွန်တော်ကပြောမလို့ဂရိပေးထားတဲ့အတိုင်းပေါ့နော်ဒါကျွန်တော်တို့လက်စွပ်မဲဖောက်ဦးမယ်ဂရိပေးထားတဲ့အတိုင်းဒီနေ့ဈေးလက်ဝယ်တဲ့လူတွေပေါ့နော်အဲ့ဒီပေးရညီကိုမောင်တို့ကလည်းဈေးလက်ဝယ်ခြင်းလို့ရှိရင်အဲ3953028028ဘိုင်ဘာနံပါတ်ကိုလာခဲ့ပြီနော်ဒါဒီနေ့ဝယ်တဲ့လူတွေကျွန်တော်တို့ဖောက်ပေးမယ်နောက်ပြီးတော့ကျွန်တော်ဈေးအောင်တဲ့အမြတ်ထဲရလဲကျွန်တော်တို့ဒီမြန်မာပြည်မှာငလျင်အတွက်ကိုထပ်လူပါပြီကျွန်တော်သိန်း20ဒေါ်ရှိသွားပြီဒါမှမဟုတ်ကျွန်တော်ဟိုအားမရသေးဘူးပေါ့နော်အားမရသေးဘူးထက်လူဖို့လည်းရှိပါသေးတယ်တချို့ကပြောမှာဟာမင်းတို့ကောင်းနေပါမလို့လက်စွပ်ကြတော့မဲဖောက်တယ်ဟိုဟာကြတော့မလူဘူး အဲအဲ့လိုမျိုးပြောမှတော့ရှိတချို့ကြတော့ဒီဈေးအောင်တာကိုလာလာပြီးတော့အာမင်းတို့သူများတွေမြန်မာနိုင်ငံမှာဈေးအောင်နဲ့မင်းတို့ကကြတော့ဟိုပြောမှဆိုလို့ရှိရင်အဲဈေးအောင်လို့မပြတ်ဘူးကောမြန်မာနိုင်ငံမှာလူတွေဒီလောက်သိနေတာအဲ့တော့သူတို့ကြတော့လေအဲ့လိုပြောတဲ့လူတွေကြအဲ့မြန်မာနိုင်ငံကအဲ့ပြိုကျနေတဲ့တိုက်မှာအုတ်တစ်ချက်လည်းဝိုင်းမသိဘူးတစ်ချက်လည်းမလှူဘူး เนาะကျွန်တော်တို့ဒီဈေးရောင်းမှဒီကနေလူရတယ်ဗျာတို့လည်းထမင်းမစားဘူးလားအဲ့ဒီလိုပြောတဲ့လူတွေတို့လည်းထမင်းစားတယ်ထမင်းစားပြီးတို့ထမင်းစားဖို့တော့တို့အလုပ်တို့လုပ်တယ်ကျွန်တော်လည်းဒီလိုပဲကျွန်တော်တော့မှအလုပ်သမားတွေရှိတယ်အဲ့ဒီအလုပ်သမားတွေကထမင်းစားဖို့တော့အလုပ်လုပ်တာတို့တို့ပြောတဲ့ပုံစံကထမင်းတော့မစားဘူးနော်ကိုယ်ဒီမှာအငက်ခံပြီးလိုက်သေးပေါ့အဲအဲ့လိုပုံစံလိုနောက်ပြီးတော့ကျွန်တော်တို့မြန်မာလူမြန်မာပြည်သားတွေတော်တော်များများတချို့ရုပ်ဆိုးတာအများကြီးရှိတယ်ဘာလဲဆိုတော့ရေပေးတော့ကလည်းဒီတိုင်းပဲနော် တက်လာတယ်ဗျာကျွန်တော်ဇေယောင်းနဲ့ကျွန်တော်တက်လာပြီလို့ရှိရင်မလူလား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 နဲ့အယမ်းမေးတာပဲသလားအလူတိုင်းအဲ့လိုရှောက်ပြောတာအရေပေးတော့မလူလားငလင်ပေးတော့မလူလားအဲ့လိုလိုက်ပြောတဲ့လူကတရားမှမလူဘူးအသူများတွေကရှောက်ပြီးမလူလားမလူလားပြောဟိုပြောမယ်ဆိုလို့ရှိရင်ဒါကတော့လူတွေရဲ့အခွင့်အရေးပေါ့ဒါသူ့ရဲ့စိတ်ထဲမှာသူလူချင်းလဲလူမယ်မလူချင်းလဲမလူဘူးကျွန်တော်တို့လင်မယားဆိုလို့ရှိရင်ဒီခုဒီထိုင်းနိုင်ငံမှာစားမသားဖို့အဆင်မပြေဖြစ်တဲ့လူတွေတောင်ကျွန်တော်တို့တပတ်တစ်ခါအမြဲတမ်းစံနေစီတွေလူနာကျွန်တော်ကိုအမြဲတမ်းအားပေးတဲ့လူဆိုသိတယ်အမြဲတမ်းလူနာတာ အဲဒီဘာမှမဖြစ်တဲ့လူတော်တလောက်လူလို့ရှင်ဟိုမှာတလောက်သေရေးရှင်ဖြစ်တဲ့လူဆိုကျွန်တော်ပို့လူတာပေါ့ဒါပေမဲ့အဲ့ဒါလေးတွေရုပ်ပောက်တော့ပြောပြတာပါနော်ကဲဒါကတော့ဒီနေ့ကျွန်တော်တို့ဟိုဈေးဝယ်တဲ့လူတွေကိုကျွန်တော်တို့ဒါမြေတားလက်ဆောင်နဲ့မြန်မာငွေ၁၀သိန်းကျော်တဲ့ဒီလက်ဆော့ကလေကျွန်တော်တို့မဲဖောက်ပေးမှဖြစ်ပါတယ်လို့နော်ဟုတ်ပါတယ်ကိုချစ်တော့လူပေါင်းမှတော့မသိဘူးစပန်းကညာကြလို့ရှင်တော့ကန်ထူးရှင်ပေါ်မှာပေါ့နော်ဒီနေ့မဟုတ်ပါဘူးမနေ့ကညပါအဲ့လေမနေ့ကဒီနေ့မြန်မာပြောတဲ့ဘက်ခါကပုံနာပြောတာ နော်မနက်ပြတ်ညကိုမနက်ပြတ်ညကိုကျွန်တော်တို့ရှင်းနိုင်လောက်ပေါ့နော်ကျွန်တော်တို့မဲနှိုက်ပြီးမှဖြစ်ပါတယ်ဒီနေ့ဒီနေ့တနေ့လုံးတညလုံးပေါ့နော်ဈေးဝယ်တဲ့လူတွေအကုန်ပါပါတယ်ခင်ဗျာနော်တရာဘိုးဝယ်နေရာဘိုးဝယ်အကုန်ပါပါတယ်မသိမှဆိုလို့မသိမှဆိုလို့မသိမှဆိုလို့တင်ပြရတာပါဟိုမသိမှဆိုလို့လေကူကအကောက်တည်းလဲအနေရေထိတာတော့ဟိုလူက100 200အဲ့လောက်ပဲတက်တော့တာလေစားတော့300မတက်တော့တော့မသိမှဆိုလို့ပါနော်မလို့ဒါလေးတင်ပြရတာပါကဲဈေးလက်ဝယ်ပါဈေးလက်ဝယ်တဲ့လူတွေကိုကန်စားမဲပေါက်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးကျေးဇူးပါ